အားလုံးပဲမိင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမကကျမကိုမေးထားတဲ့မေးခွန်းလေးတွေကဒီ၃နှစ်ကနေ၅နှစ်ကလေးလေးတွေကိုဒီ၃ညကိုတိဖို့ဘလို့တင်မလဲဆိုတာလေးကိုပြောပြပေးကြပါတယ်ရှင်။အဲ့တော့ကျမတို့ကကလေးလေးကကိန်းတွေကိုတင်တဲ့အခါမှာကျမတို့ဒီ၃ည1 2 3 4အင်္ဂလိပ်လိုနံပါတ်အနေနဲ့0 1 2 3ဒါမျိုးတွေသင်တဲ့အခါမှာဒီတုံညဆိုတာကို နားလည်ဖို့တုံညဟာဘလို့လဲဘာကိုတုံညလို့ခေါ်လဲဆိုတာကိုသိဖို့အတွက်ကျမကအခုဘလို့သင်ပေးရမလဲဆိုရဲအဆင့်လေးတွေရဲ့ဂိမ်းလေးတွေရဲ့ကိုပြပြပေးချင်ပါတယ် အဲ့တော့ကျွန်မပြောပြတဲ့အထက်လေးတွေကိုမူတည်ပြီးတော့ကိုကဒီတုံညာကိုသင်တဲ့အခါမှာအစဉ်ပြေလောက်တဲ့ lesson plan တွေကိုရေးဆွဲနိုင်ပါတယ်ရှင့်နော်အဲ့တော့ကျွန်မအခုပြောပြပေးမှာကအရင်ဦးဆုံးကျွန်မတုံညာအကြောင်းလေးကိုပြောပြပေးချင်ပါတယ်အဲ့တော့တုံညာတုံညာဆိုတာကိုခလေးကိုသင်မယ်ဆိုရင်ကျွန်မတို့ကအရင်ဦးဆုံးဒီအချက်၃ချက်ကို သင်ရမှာဖြစ်ပါတယ်เนาะဒီအချက်၃ချက်ကဘာလဲ၃ညဆိုရင်ဘာမှမရှိတာကိုခလေးကိုယ်တိုင်ခံစားမိရမယ်အဲ့တော့အဲ့လိုခံစားမိအောင်ဘယ်လိုသင်မလဲကျမတို့ကဥပမာအယုတ်ကလေး၃ခုရှိရဲ့အဲ့ဒီအယုတ်ကလေး၃ခုတွေကနေတစ်ခုယူလိုက်တယ်နှစ်ခုယူလိုက်တယ်၃ခုယူလိုက်တယ်အဲ့တော့အဲ့အယုတ်ကလေးထည့်ထားတဲ့နေရာမှာဘာမှမရှိတော့ဘူးမုံဆိုလဲအဲ့တိုင်းပဲဘောလုံးလေးတွေဆိုလဲအဲ့တိုင်းပဲဘာမှမရှိတော့တာကိုခံစားသိရမယ် ပြီးရင်နောက်တစ်ခုအနေနဲ့ကလေးကတုံညာဟာလေကိန်းတစ်ခုဖြစ်တယ်နံပါတ်တစ်ခုဖြစ်တယ်ဆိုတာကိုသိရမယ်တုံညာ1 2 3 4ဒါမျိုးရှိတယ်ဘာမှမရှိတာတုံညာ1 2 3ဒါမျိုးရှိတတ်တယ်ဆိုတာကိုသိရမယ်ပြီးသွားရင်ဘာမှမရှိတာကိုခံစားမိပြီးသွားရင်ဘာမှမရှိတဲ့အကြောင်းကိုသူကိုယ်တိုင်ပြောပြတတ်ရမယ်။တုံညဆိုတာကလည်းဘာမှမရှိဘူး။ဒါမျိုးကိုသိရမှာဖြစ်ပါတယ်။အဲ့တော့ ကျွားတို့ကသူ့ကို game အနေနဲ့သင်တယ်။ game အနေနဲ့သင်တယ်ဆိုဘလို့သင်လို့ရမလဲ။အယုတ်လေးတွေနဲ့တင်လို့ရမယ်။ဆောနာကကျမပြောသလိုမျိုးအယုတ်ကလေးတွေတစ်ခု၊နှစ်ခု၊သုံးခုရှိနေတဲ့အထဲကနေပြီးတော့တစ်ခုပြီးတစ်ခုယူသွားလိုက်တာ။ဒီမှာသုံးခုရှိတယ်။တစ်ခုယူလိုက်ပြီ။နှစ်ခုယူလိုက်ပြီ။သုံးခုယူလိုက်ပြီ။ဘာကြံနေ။ဘာမှမကြံဘူး။ဘာမှမရှိဘူး။ဒါမျိုးဆောက်လို့ရမယ်။ပြီးရင် flash card ။ flash card အနေနဲ့ကျမတို့ကတုံညရေးထားတဲ့ flash card ကိန်းရေးထားတဲ့ flash card နဲ့ဘာမှ မရှိတာနဲ့ကိုရှင်တွဲပြီးမြင်ရင်မြင်ရင်နဲ့ဘာမှမရှိတာဟာတုံညာဘာမှမရှိတာဟာတုံညာဘာမှမရှိတာဟာတုံညာဖြစ်ကြောင်းခလေးအမြဲတမ်းသိရမယ်။စောနာကဒီရုပ်တွေနဲ့သင်တယ်လို့ပဲမုတ်တွေနဲ့လည်းသင်လို့ရမယ်။မုတ်တစ်ခုမုတ်နှစ်ခုမုတ်သုံးခုရှိတယ်။တငယ်ချင်းကို300ကိုတစ်ခုစီပေးလိုက်တယ်မုတ်ခွက်ထဲမှာမုံမရှိတော့ဘူးဒါမျိုးတွေဘာမှမရှိတော့တဲ့ပုံစံသင်လို့ရမယ်ပြီးရင်ပုံဆွဲပြီးဖြတ်တာပုံဆွဲပြီးဖြတ်တာကကြတော့ကျွားတို့ကဒီ ပုံလေးတွေ၄၅ပုံလောက်ဆွဲထားမယ်ပေါ့နော်အဲ့ဒီကနေဒီပုံလေးကမလောက်မကြိုက်တော့ဘူးဒါမှမဟုတ်ဒီပုံလေးကိုအဲကြိုက်လို့ယူလိုက်ပြီးနောက်တစ်ခုဒီပုံလေးကိုကြိုက်လို့ယူလိုက်ပြီးအကုန်လုံးကိုချစ်ပြစ်လိုက်တဲ့အခါမှာဘာမှမရှိတော့ဘူးအဲ့ဒါမျိုးပေါ့နော်ပုံဆွဲပြီးတော့ဖြတ်ပြီးတော့တင်လို့ရမယ်နောက်ကကြပြားလေးတွေတချင်းနေတွေဆီယမတွေကိုယ်တိုင်ဆက်ထားတဲ့ကြပြားတချင်းနေနဲ့လည်းတင်လို့ရမှာဖြစ်ပါတယ်အဲဒီကျမတို့သဘောကောင်းတဲ့ဝါလိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုဒီ 3ညအတွက်ကြပြလေးတွေဆက်ပြီးတော့လည်းသင်လို့ရပါတယ်အဲ့တော့ဒီ game အနေနဲ့ဆိုရင်1 2 3 4 5 5မျိုး activity ဒီပါကတော့စဉ်းစားပေးထားပါတယ်အဲ့ထက်ပို့ပြီးတော့လည်းစဉ်းစားပြီးသင်လို့ရပါတယ်เนาะ အဲ့တော့ကလေးဟာတုံညာဆိုတာ ਨੇ ဒါတွေကိုသိရမှာဖြစ်ပါတယ်ရှင့်အဲ့တော့ဒါကတော့ကျွန်တော်ပြောပြခဲ့တဲ့တုံညာကိုဘယ်လိုသိမလဲတုံညာဆိုတာဘာလဲဆိုတာကိုကလေးသိအောင်ဘယ်လိုရှင်းပြမလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းလေးတွေရှိရင်လည်း comment box မှာရေးခဲ့လို့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ကျွန်မကတော့ဒီချိန်ပန်းပါရှင့်